အိတ်ဆွေတို့အနေနဲ့စိတ်တက်ကြပြီဆိုဒီအချက်၃ချက်ကိုအရင်ဆုံးရှောင်ကြပါနံပါတ်၁အချက်တာမထက်ပုံဝီအိတ်ဆက်ခြင်းလူတယောက်ကတာမထက်ပုံဝီအိတ်ဆက်နေမယ်ဆိုရင်ပထမဆုံးအချက်သွေးလေးလာမယ်ဒီသွေးလေးလာတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကလည်းသွေးလက်ပတ်မှုတွေညော်နေလာမယ်အဲ့ဒီခါကြရင်ခန္ဓာကိုယ်ကထိုင်းမိုင်းလာမယ်ပေါ့နော်ပြီးရင်ကိုယ်ကိုယ်တိုင်းအလွတ်လွတ်ချိန်ချိန်တပျောက်ဆုံးလာနံပါတ်၂အချက်သွေးလွန်တတ်ခြင်းမိတ်ဆွေကကိုယ်လုံးဆရာရှိတဲ့လုပ်တွေကိုမလုပ်ဘဲနဲ့ကိုယ့်ရဲ့ခေါင်းထဲမှာဟုတ်တာရရောမဟုတ်တာရရောတဏှီုံထိုင်းတွေးနေမယ်ဆိုရင်ပထမဆုံးပြန်ခံစားရမယ် side effect က ိုကိုနှိမ့်ကြတဲ့လူတယောက်လိုမြင်လာမယ်ပြီးရင်ကိုလုံရင်မဖြစ်ပါဘူးဆိုတဲ့တရေဘောကြောင့်နဲ့စိတ်တွေတန်လျာစိတ်တွေနဲ့ကိုကိုအောက်ဆုံးတိပြန်ဆွဲချသွားနိုင်တယ်နံပါတ်3ချက်ဆိုရှယ်မီဒီယာကိုနိုင်များစွာကြောင်ကြည့်ရှုခြင်းဆိုရှယ်မီဒီယာသုံးတာကခင်းတဲ့ညီတိုင်းရုံးညီတွေစွာနေရတဲ့ဆိုပေမဲ့ကိုကိုတိုင်းကဒီတာမန်လူတွေတိုင်းပဲဆိုရှယ်မီဒီယာကိုအသုံးပြုနေမယ်ဆိုရင်တော့ကိုအတွက်ကောင်းကျိုးလည်းမရှိကိုကလိလစရာတွေတင်ယူစရာတွေလုပ်နေတာဆိုတော့လည်းမဟုတ်ပြန်ဘူးဒီလိုသာဆိုရှယ်မီဒီယာကိုအကျိုးရှိစွာသုံးချတတ်တယ်ဆိုရင်တော့ မိတ်ဆွေရဲ့ကြားနေတဲ့စိတ်ဓာတ်ကထက်ကြောက်ဝယ်ရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့တစ်ခုခုရလိမ့်မယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့တောင်းပေးလိုက်ပါတယ်